Nail it. Hello guys Netflix က Warner Brothers ကိုဝယ်ယူလိုက်ပေမဲ့ DC fan တွေအတွက်တော့တသင်းကောင်းပဲ James Gunn နဲ့ Peter Safran တို့ဒီ DC အတွက် head တွေအဖြစ်ဆက်ပြီးတော့ရှိနေလိမ့်မယ် DC ရုပ်ရှင်တွေကတာမန်အတိုင်းဆက်ပြီးတော့ထွက်သွားမယ်ယုံတင်သွားမယ်ဆိုပြီးတော့ကြေညာလိုက်ပါတယ်အဲ့ဒီအတွက်လည်းသိချင်ကြမယ်ဆိုရင် video တစ်ခုတက်တက်လုပ်ပြီးတော့တင်ပေးချင်ပါတယ်အခု video မှာတော့တေချာသွားပြီး save ဖြစ်သွားပြီးဆိုတော့ long awaited အချင်းအကြာကြီးဆောင်ခွဲရတဲ့2029 October မှာယုံတင်ပြသသွားမယ် Robert Pattinson ရဲ့ The Batman 2ရုပ်ရှင်အတွက် update တင်နေတယ် ိကအဖြစ်လက်လောမှာ hot ဖြစ်နေတဲ့မမ Scarlett Johansson ကရုပ်ရှင်မှာ Barrow ဘယ် character ကနေပြီးတော့ပါဝင်သွားနိုင်မလဲဆိုတာကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် So a little recap အနေနဲ့ Matt Reeves ရဲ့ The Batman 2022ရုပ်ရှင်ဒီ Batman တယောက်ပထမဆုံးအနေနဲ့ Gotham မြို့ရဲ့ယုံကြည်မှုကိုရသွားခဲ့တယ် Credit scene မှာ Riddler ကများ Batman ဒီ Bruce Wayne ဖြစ်ပါတယ်ဆိုတာကိုသိနေမလားဆိုတာနဲ့ Barry Keoghan ရဲ့ Joker version ကိုတီးဆလုပ်ပြီးတော့အဆုံးသတ်သွားခြင်းဖြစ်ပါတယ်အခုရုပ်ရှင်မှာတော့ Joker ကအဓိကနေရာကဖြစ်စေရုပ်ရှင်မှာတနည်းတစ်ပုံ ံပါဝင်သွားမလားဒါမှမဟုတ်ပါရောင်ပါပါမလားဆိုတာကိုအခုအထိ officially ပေးတည်ထားခြင်းမရှိသေးပါဘူးလက်ရှိအချိန်အထိ department 2ရုပ်ရှင်မှာရှေ့ရုပ်ရှင်တွေကရဲမှု Jim Gordon, Alfred နဲ့ Penguin တို့ကဆက်ပြီးတော့ပါသွားမှာဖြစ်ကြောင်းကိုတော့ကြေညာထားပါတယ် department ရုပ်ရှင်အပြီးမှာတော့2024မှာအကောင်ဆုံးဆိုမှအကောင်ဆုံး The Sopranos Style နဲ့ The Penguin Show ကိုဆက်ပြီးတော့ထုတ်ခဲ့တယ်ပထမရုပ်ရှင်မှာ Falconi ရဲ့တပည့်အဆင့်ပဲရှိနေသေးတဲ့ Penguin က show အဆုံးမှာဆိုရင်သူ့ရဲ့ပြောင်းညံ့ခြင်းတွေအကုန်လုံးကိုအနိုင်ယူပြီးဘာဆိုလား ဆိုတဲ့ကောင်ဖြစ်သွားခဲ့ပြီး crime boss တယောက်ဖြစ်သွားခဲ့ပြီးဆိုတာနဲ့ batman တစိကြီးကကောင်းကင်ဘုံမှာပေါ်နေတယ်ဆိုတာကိုပြပြီးအဆုံးသတ်သွားခဲ့ပါတယ် and penguin show ရဲ့ credit scene မှာဆိုရင် sofia falcone character က penguin လက်ချက်ကြောင့်ထောင်ထဲရောက်နေခြင်းအတွက် catwoman ကလာခဲ့မယ်လာပြီးတော့ဖောက်ထုတ်ပေးမယ်ဆိုတာကို tease လုပ်သွားခဲ့ပါတယ်ဒါပေမဲ့ catwoman တရုပ်ဆောင်ကတော့အခုဒုတိယမြောက်ရုပ်ရှင် the batman 2ရုပ်ရှင်မှာဆက်ပြီးတော့ပါမှာမဟုတ်ကြောင်းကိုလည်းတည်ထားရပါတယ်ဆိုရုပ်ရှင်မှာ batman အတွက်စောအသစ်လူအပ်နေပြီဆိုတဲ့နေရာမှာ MCU က က Black Widow မမ Scarlett Johansson ကဝင်ရောက်လာခြင်းဖြစ်ပါတယ်။ယခုလအစမှာပဲ NBN Variety နဲ့ Deadline တို့လိုနာမည်ကြီးသတင်း website ကြီးတွေကတရုတ်ဆောင် Scarlett Johansson ဒီ The Batman 2ရုပ်ရှင်အတွက်စကားပြောဆိုခဲ့တာတွေရှိပြီး Batman ရဲ့ New Love Interest ချစ်သူအသစ်ပုံစံမျိုးနဲ့ပါဝင်သွားနိုင်ကြောင်းကိုရည်တင်ခဲ့ပါတယ်။ So Border ရဲ့တမီးနဲ့တောင်ပပညာညာလောက်ခဲ့တဲ့ Batman အတွက် Bruce Wayne လိုမျိုး publicly Playboy တယောက်စော်ကြည့်ဘဲတယောက်အတွက် Sorry Love Interest ဆိုပြီးတော့ရိုက်ရှာလိုက်တာနဲ့အများကြီးကြာလာ ပါလိမ့်မယ်ဒီတော့အရင်ဆုံးမဖြစ်နိုင်တာတွေကိုဖယ်ကြည့်လိုက်ကြမယ်ပထမဆုံးတစ်ယောက်ကတော့ obviously Catwoman ပါကြောင်မာလေးက comic တွေထဲမှာဆိုရင်လည်းအခုလိုပဲပျောက်ပျောက်သွားတတ်တာဆိုတော့ယခုရုပ်ရှင်မှာလည်းသူ့ရဲ့ထုံးစံဖြစ်တာကြောင့်ကိုဘာလို့ပျောက်သွားတယ်ဆိုတာကိုတကူးတကအရှင်းပြပေးဖို့လိုမှာမဟုတ်ဘူးဒီတော့ Catwoman နေရာမှာ Scarlett Johansson က request လုပ်ပြီးတော့ပါဝင်လာမယ်ဆိုတာကိုတော့လုံးဝဖယ်ထုတ်ထားလိုက်လို့ရပါတယ် and mama ကအခုချိန်အထိလှုပ်လှုပ်ရှားရှားတရုပ်ဆောင်ရတာကြိုက်တယ်ကရက်တာတစ်ခု role တစ်ခုကိုဝစ်ဆောင်ဝစ်တရုပ်ဆောင်ရတာကြိုက်တတ်သူဆိုတော့ဥပမာ Chris Russian Bay Batman ရုပ်ရှင်တွေမှာဘေးကနေပြီးတော့ပါဝင်ခဲ့တဲ့ AACC သမား Richard Dawes လို့ character မျိုးကိုဖယ်ချထားလိုက်လို့ရပါတယ်။နောက်တစ်ယောက်ဖယ်ထုတ်ရမှာကတော့ Kalanlan Betty ပဲ။ Dahlia Argu ပါ။ James Gunn ကတစ်ဖက်မှာ2028မှာဆိုရင်သူရဲ့ Batman version အတစ်ကိုထုတ်ပြဖို့အတွက်ပြင်ဆင်နေပါတယ်။သူရဲ့ဇလံက Damian ပါဝင်မဲ့ Batman ကလေးထင်ရမဲ့ The Brave and the Bold ဇလံမှာဒီတော့ရုပ်ရှင်ရဲ့ဇလံမှာ Damian ရဲ့အမေဖြစ်သူ Dahlia ကတနည်းတစ်ပုံပါဝင်မှာပဲ။ James Gunn ကဒါမျိုး character တစ်ခုမှာတရုပ်ဆောင်နေထပ်နေမှာ မျိုးပရိတ်သတ်အပေါ်လွမ်းမိုးမှုများမှာမျိုးကိုတော့တပေါ်ကြမှာမဟုတ်တဲ့အတွက်တော်လီယောအော်ဂူကိုစည်ရင်းနဲ့ကနေပြီးတော့ဖယ်ထုတ်ထားလိုက်လို့ရပါတယ်ဇပီ the same reason အဲ့ဒီအကြောင်းအရာအတိုင်းပဲ recent နှစ်ဒီမှာ latlon နှစ်ဒီမှာ fashion နှစ်ခုအထိရှိခဲ့ပြီးသား harley quinn ကိုလည်းထုတ်ပြစ်လိုက်လို့ရပါတယ် margot robbie ရဲ့ harley quinn version လွမ်းမိုးမှုက lady gaga ရဲ့ fashion အပေါ်မှာအများကြီးတက်ရောက်မှုရှိခဲ့တယ်အခု scarlett johansson ကလည်းအဲ့ဒီလွမ်းမိုးမှုမျိုးကိုရှင်ဖိုက်ချင်မှာမျိုးမဟုတ်လို့အချင်းပြည့်ယူနန်းနေတာမျိုးကမမယူနေကြကောင်းဖြစ်ပြီး ီးယောက်ျားအကြီးကြီးတွေကိုအပေါ်စီးကနေပြီးတော့လွမ်းမိုးထိန်ချုံနိုင်တဲ့ဖန်ချုံနိုင်တဲ့ role တွေရဲ့စန့်ကျင်ဘက်ဖြစ်နေပါတယ်။နောက်အခုတော့ဖြစ်နိုင်တဲ့ character တွေကိုစားလိုက်ကြရအောင်။အခုန reason အတိုင်းပြောရမယ်ဆိုရင် let law ရုပ်ရှင်တွေမှာလွမ်းမိုးမှုမရှိတာကြာပြီဖြစ်တဲ့ Vicky Vale ဖြစ်ပါတယ်။ Vicky ဒီ Batman animation တွေမှာလည်းပါဝင်ပူတဲ့ Batman comic အဟောင်းတွေမှာလည်းပါဝင်ခဲ့တဲ့ journalist reporter character ဖြစ်ပြီး1989 The Batman ရုပ်ရှင်မှာနောက်ဆုံးပါဝင်ခဲ့ပါတယ်။ Vicky Vale ကိုစပင်အနီခဟဟပုံစံမျိုးနဲ့ပွ ွဲတွေမှာခဏတာပါဝင်တာမျိုးပဲပြတတ်ပေမဲ့ဥပမာနာမည်ကြီး Batman Telltale's Game နဲ့မှာဆိုရင် Vicky က Arkham မျိုးဆက်တစ်ယောက်ဖြစ်တဲ့ Lady Arkham ဆိုတဲ့ညနေဖုံးဝက် villain တစ်ကောင်ဖြစ်လာပါတယ်ဆိုတဲ့ဇာတ်လမ်းမျိုးတွေကိုပုံဖော်ပြခဲ့ပူပါတယ်။နောက်တစ်ယောက်ကလည်းနာမည်ကြီး Batman character ဖြစ်တဲ့ Andrea Bormont Phantasm ဖြစ်ပါတယ်။ဒီ character ကအကောင်းဆုံး Batman cartoon တွေထဲကတစ်ခုဖြစ်တဲ့အခု director Matt Reeves ကိုယ်တိုင်လည်းအများကြီးယူသုံးဖို့အတွက်စဉ်းစားနိုင်တဲ့1993ခုနှစ် The Mask of Phantasm ဆိုတဲ့ရုပ်ရှင်တွေက main character ဖြစ်ပါတယ်။ comic ထဲမှာဆိုရင် Batman တယောက် Andrea Bormon ဆိုတဲ့သူအရင်ကရှုပ်ခဲ့မှုတဲ့စော်အဟောင်းကိုမျိုးထဲမှာပြန်ဆုံတွေ့လိုက်ရတယ်။တစ်ချိန်ထဲမှာမျိုးထဲမှာ Fantasm ဆိုတဲ့လူဆိုးကြီးတစ်ကောင်လည်းပေါ်ပေါက်လာပါတယ်။ Fantasm ဒီယောက်ျားတယောက်ဖြစ်တဲ့ Andrea ရဲ့အဖေဖြစ်ပါတယ်ဆိုပြီးတော့တကားလုံးဆွဲခေါ်သွားပေမဲ့အဆုံးမမဝိဆုံအတွင်းမှာရှိနေတာဒီစော်လေးကိုယ်တိုင်ပဲ Andrea ကိုယ်တိုင်ပဲဆိုပြီး Twist လန်လန်မျိုးနဲ့ရိုက်ပြခဲ့တဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ Director Matt Reeves ကိုယ်တိုင်ကလည်းဒါမျိုး Twist တွေခမောင်မောင် Crime Thriller ဇာတ်လမ်းမျိုးတွေကို ုကြိုက်တာဆိုတော့ Scarlett Johansson က main character တစ်ခုလာဖြစ်မယ်ဆိုရင် main villain တစ်ခုဖြစ်မယ်ဆိုရင်အဲဒီဇလန်းမျိုးကိုပြန်ပြီးတော့ယူသုံးသွားနိုင်ပါတယ်နောက်တစ်ယောက်ကတော့ Dr. Leslie Tompkins ပါ Dr. Tompkins ကို NASA အဖွားကြီးပုံစံမျိုးနဲ့ပဲပုံဖော်ပြလေးရှိပေမဲ့ Gotham series တဲ့မှာဆိုရင်တော့လူငယ်ပုံစံနဲ့မြင်ခဲ့ရပူတယ် Batman ရဲ့ love interest Batman ကိုစိတ်ပိုင်းဆိုင်ရာကူတာပေမဲ့ဆရာဝန်ပုံစံမျိုးနဲ့လည်းပါဝင်သွားနိုင်ပါတယ် and နောက်ဆုံးနဲ့အဖြစ်နိုင်ဆုံးကတော့နာမည်ကြီး insider Jeff Snyder ကိုရိုင်းတင်ထားတာအရာဆိုရင်မမဒီဒ DC Comics တွေရဲ့နာမည်ကြီးဘယ်တွေကိုအနမ်းတပွင့်နဲ့ဖမ်းချုပ်ခိုင်းစားတတ်တဲ့ Poison Ivy ဖြစ်လိမ့်မယ်ဆိုပြီးတော့သိထားရပါတယ် Scarlett Johansson အတွက်က Poison Ivy ဆိုပြီးတော့ Fancast နေကြတာလည်းတော်တော်လေးကြာပြီဖြစ်တာကြောင့် maybe တကယ်ကြီးတခြား Mr Freeze လို့ villain မျိုးနဲ့ပူးပေါင်းပြီးတော့ Batman ကိုလုံးချံဖျက်ဆီးကြမယ်အခြား villain တယောက်အနေနဲ့ပါဝင်သွားမှာမျိုးလည်းဖြစ်နိုင်ပါတယ် Superator တို့ကဘယ်လိုထင်ကြလဲမမကို DC မှာမြင်ရမယ်ဆိုရင်ဘယ်ရူပုံစံမျိုးနဲ့မြင်ချင်းကြလဲစီးရင်ထဲမှာမပါသေးတဲ့ဘယ် character ဖြစ်နိုင်အောင်မလဲဆိုတာတွေကို comment section မှာရေးသွားခဲ့ကြပါအောင်ဗီဒီယိုကိုဒီအချိန်ထိကြည့်ပေးနေကြသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်